2025ခုနှစ်နိုဝင်ဘာလ28ရက်ဂျာမနီမနက်ကိုနှစ်ကိုရညီဖျားခင်တာတက်အောင်လာတဲ့ကျွန်တော်တက်တမြစတင်ခန်းစားပြီးဒီကနေ့တိတာကလဆက်လက်ခန်းစားရရှိမဲ့ခွင့်ရတွေဖြစ်စမင်းဖြစ်ရှင်တော်မှာပုံကြည့်ပါစို့ကလချီရွှေစွာရေတော့မဆိုရင်နှစ်ဆန်ဒီကနေ့ပါဝင်ကြော်ကျမတယောက်ဖြစ်နေတက်ရှင်ရပေါင်းက331ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလုံးကလည်း331ရက်ကိုဘလို့သုံးပြုကလည်းပြန်ပြောင်းဆန်းစီရအောင်ကျန်ရှိသေးတာတော့မနက်ဖြန်နေစတော့နှစ်ကုန်ဒီ30နဲ့လေးရဲ့ပဲ ြံပါတော့တယ်တလားတပါလီပဲကြံတော့တယ်ကျန်ရှိတဲ့34ရက်ကိုလည်းကာလာရှင်အောင်ဆုံးရွေးနှုတ်ပြီးသွားလာကျင်လည်ဖို့လုံးမှာရှေးဥစွာတိုက်တော်နှုတ်ဆော်ပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုပြီးလေ့လာမယ့်အကြောင်းအရာကတော့တိမောသေရစာဖရဆာဆောင်ခန်းကြီး3အပိုက်ငယ်14အပိုက်ငယ်15ဖြစ်ပါတယ်အမှကျွန်တော်ရွေးချယ်ထားတဲ့ချက်လေးတွေကိုရွေးနှုတ်ပြီးဖတ်သွားမှာဖြစ်ပါတယ်သင်ရှိရသောငါမြင်မြင်လာမည်ဟုမျှော်လင့်ခြင်းရှိတော်လဲ တာရှိသောနေလင်းတင်သည်ဘုရားသခင်၏အိမ်တော်၌အဘယ်သို့ကြင်ကြံပြုမူရမည်ကိုသိစေခြင်းကဤသို့နာရွေ၍ပေးလိုက်၏ဖာကြောင့်တော့အသက်ရှင်တော်မူသောဘုရားသခင်ရဲ့စကားတော်မှာဖြစ်တဲ့အတိုင်းကြားလို့ကြောက်တယ်ပေါ့ဘုရားသခင်သည်အတိတ်တပတ်ပြန်လဲကောင်းချီးပေးပါစီတော်အာမင်ပြီးခဲ့တဲ့ခင်ဗျားနေရစပြီးတော့ဒီမတော်စာပရမဆာဆောင်ကြောင့်ဝင်ရခဲ့ပါတယ်ဝိညာဉ်အကောင်းဆုံးဝိညာဉ်ဖခင်ဖြစ်တဲ့ တမန်တော်ကြီးရှင်ပေါ်လူကသူ့ရဲ့ဝန်ကြီးရသားသူ့ရဲ့သားတပည့်ပေါ့လေ။သားတပည့်ဖြစ်တဲ့တိမောသေကိုစာရေးတဲ့အခါတုံ့ဆွဲတာတွေ့ရမှာဖြစ်ပါတယ်။အဒီနေ့စကားမှာတော့ဘာတွေ့ရဆိုရင်ပေါ်လူအနေနဲ့တိမောသေရှိအောင်မြင်မြန်လာဖို့တွေ့မျောလင့်ချင်းရှိတယ်။တိမောသေကိုတွေ့ချင်လာပြီပေါ့လေ။ဒါပေတာရှိခဲ့ရင်အကြောင်းမျိုးကြောင့်နှောင့်နှီးခဲ့ရင်မင်းဟာဖျားခဲ့အိမ်တော်အသင်းတော်မှာအဘယ်ကဲသို့ကြင့်ကြံပြုမှုရမှာကိုသိစေဖို့အတွက် တီတို့ငါရေးပေးလိုက်တီမောတေကောတော့ပရမဆောသောတီမောတေကောတော့ဒုတိယဆောသောအဲ့လိုရေးသားပေးလိုက်တာဖြစ်ပါတယ်။အော်ဒါဒီကိုကျွန်တော်တို့ဓမ္မပညာသင်ကျောင်းနေမှာတော့ဘယ်လိုခေါ်လဲဆိုရင်ဟော pastoral episode လို့ခေါ်ပါတယ်။သင်ယုံများသင်ယုံများနဲ့ဆက်ဆိုင်တဲ့ဩဝါဒစာများပေါ့လေ။အဲ့ဒီ pastoral episode ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတမန်တော်ရှင်ဘောလူရဲ့ဝိညာဉ်ကောင်းဆောင်ပြသမှုတွေ့ရတယ်။သူ့ရဲ့ဝိညာဉ်သားတပည့်ဖြစ်တဲ့ တိဘောတိပေါ်မှာဘလို့ကျူးဆိုင်လဲဘလို့ကြင်ကြံပြုမှုရမလဲဒါရေးပေးချက်ဖြင့်တိမောတိရဲ့ဝိညာဉ်အတ္တတော်သူကအဝေးရနေပြီးတော့ဖေးမှကွန်ကြီးတိဆောက်ပြီးနေခြင်းပဲဖြစ်ပါတယ်ဒီခေတ်ကာလမှာလည်းကျွန်တော်စဉ်းစားဖို့လိုပါတယ်အသင်းတော်မှာရှိတဲ့ဝိညာဉ်ကခေါင်းဆောင်လေးအသင်းတော်ခေါင်းဆောင်လေးပေါ့လေကိုယ့်ရဲ့ငယ်သားတွေပေါ်မှာဘလို့ကြင်ကြံပြုမှုလဲဒါအမှန်တမ်းအရေးကြီးပါတယ် ငါသားဒီပေါ်မှာကြော်သားရင်သားမခွဲကြမင်းနဲ့ညီသူညီမဆက်ဆံဖို့အတတပိတပဲ့ပေါ့လေတပိမို့ကိုတပဲ့မမွေးဖို့ဒါဒါအယူကြည့်ပါတယ်ခရစ်တော်ကိုယ်တိုင်ကလည်းတင်းတို့တော်ကြီးလူမျိုးတကောင်ငါတပဲ့ဖြစ်စီလေငါတပိဖြစ်စီပါကျွန်တော်ရဲ့တပိမဟုတ်နော်အရှင်ယေရှုရဲ့တပိဖြစ်စီရမှာဒီချိန်မှာတော့ကျွန်တော်ဘာတွေ့ဆိုရင်ဆရာမွေးတပဲ့မွေးဒါဆက်ဆုပ်ယူစရာကောင်းတဲ့အမှုရာတွေပဲဖြစ်ပါတယ်ကြောက်ကြီးရနေပြီးတော့ တမရရှင်ဘုရားဝဉ္ကြီးကခေါင်းဆောင်ပြီးသားမှုတရားတွေတွေ့မြင်ရတယ်။သူ့ရဲ့ဝဉ္ကြီးကသားမိတယ်။သူနဲ့လက်တွဲပြီးအောင်မလို့ဆောင်နေတဲ့သူတွေပေါ်မှာတကယ်ပဲဂူးဆိုင်မှုနဲ့သူပွားလာကြံနေတယ်ဆိုတာတွေ့ရတယ်။သူတို့မှိုင်းအမှားပြင်ဆင်ပေးမယ်။နော်။ဘုရားခင်ကျွန်တော်မှိုင်းမှားတဲ့အတိုင်းဟိုစီရင်တတ်တဲ့ဘုရားမဟုတ်ဘူး။ကျွန်တော်လည်းခေါင်းဆောင်နေရလေအဲ့လိုမျိုးလုတတ်ဖို့အတွက်တအားယူကြည့်ပါတယ်။စိတ်ရှိခြင်း၊သီခံခြင်း၊မေတ္တာပြသခြင်းနဲ့တမန်တော်ရဲ့လမ်းထဲမှာ သူတို့ဆက်လက်ပြီးသွေးဆောင်တော့ကောင်းချီးပေးတတ်ဖို့လိုတယ်ဆိုတာဖော်ပြထားဖြစ်ပါတယ်ကျွန်တော်ဘွားသက်တာလဲအတိတ်ကလားအတင်းတော်ခေါင်းဆောင်ဖြစ်တဲ့ချိန်မှာငွေသားတွေပုံမှာအတတ်နိုင်ဆုံးအဲ့လိုပြောကြအောင်ကျွန်တော်ခေါင်းဆောင်လို့ပြောတာမဟုတ်နော်အတတ်နိုင်ဆုံးကျွန်တော်ဘာလုပ်ခဲ့လဲဆိုလို့ရှိရင်တိမောသီအပေါ်မှာပေါလုပြုလို့ပြုခဲ့တယ်သူတို့မှားရတာရှိပါတယ်ငွေချေးမှာမတမာမှုတွေစံချက်ပဲလိမ်နဲ့မောင်းရင်မှုတွေဒါတွေပြောတာစိတ်တော့မကောင်းအောင်ရှိနေပါတယ် ော်အယက်သေးစားတောက်စားမှုတွေရှိပါတယ်ဒါပေမဲ့အဲ့ဒါကိုကျော်စိတ်ရှိသီးခံပြီးတော့ဘာလုပ်လဲဆိုရင်တမတရားလမ်းထဲမှာပဲဆက်လက်လျှောက်တန်းဖို့အတွက်လမ်းပြအသွင်တင်ခဲ့တဲ့သူကြောင့်ဖြစ်ပါတယ်အဲ့လိုပြောကြအောင်ကျွန်တော်ခုနပြောတဲ့အတိုင်းကျွန်တော်ကောင်းလှပြီဆိုတော့ကိုကိုကိုဟလာအကာအွယ်ယူပြောနေတာမဟုတ်ဘူးနော်ဒီတိုင်းပဲကျွန်တော်ရှင်းလိုက်ခဲ့ရဆိုဖော်ပြချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့နှစ်ခွက်တရားစကားကိုကြားနာနေတဲ့အင်းတော်မသားစုမရှိအင်းတော်ဦးစီးတွေအကိုကြီးတွေ အမကြီးတွေဖခင်တွေမိခင်တွေအသင်းတော်မှာရှိတဲ့အသင်းတော်ဥက္ကဋ္ဌတွေအသင်းတော်ဦးဆောင်ရွယ်ပြုတဲ့တင်းအုပ်ဆရာတွေကျန်တာပင်တဲ့သူတွေအားလုံးရဲ့တတ်တာမှာလဲဒီလိုပုံသက်တွေကြည့်ပြီးတော့သွားလာခြင်းလဲသူတွေဖြစ်အောင်လို့ဒီနေ့တိုက်တော်မှုဆောင်လာဖြစ်ပါတယ်ကျွန်တော်ရဲ့နှုတ်ကတော်နဲ့ဝင်ခါကြာဖြင့်အကြောင်းတည်းမှာဖျားသခင်သည်အတ္တတပံပြန်လဲကောင်းချီးပေးပါစီတော့ဆုတောင်းနိုင်ကြပါစို့မြတ်တော်ရှင်ဖခင်ဝိညာဉ်ကောင်းဆောင်ဝိညာဉ်ဖခင်ဖြစ်တဲ့ တပ်မလို့ရှင်ဘောလူကတိမောသေးကိုဖော်ပြတဲ့စကားဖြစ်ပါတယ်။တိမောသေးရှိအောင်သူမြင်မြန်လာဖို့အတွက်ညွန်လင်းပါတယ်။ဒါပေမဲ့လည်းအเจ้าမျိုးအเจ้าတာရှိခဲ့လို့ရှိရင်တိမောသေးတယောက်အနေနဲ့အိမ်တော်ဒီဟုသောအသင်းတော်မှာဘယ်ကဲ့သို့ကြင့်ကြံပြုမှာမယ်ဆိုတာကိုရေးသားပြီးပြလိုက်ရတာဖြစ်ပါတယ်။သို့သောသောနီလာအဖြစ်ပေါ်လူတီမိမိရဲ့တပီများမိမိနဲ့လက်တွဲပြီးမှုတော်ဆောင်များပေါ်မှာအဘယ်ကဲ့သို့ယူဆိုင်နေတယ်ဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ကျော်ဒီနေ့ကျောင်းတိုင်းနောက်ပေါ်တော်တိုင်းဒါတို့ကိုယ်တိုင်မဆဥဆောင်အွေပြုတဲ့သူတွေအရောက်တိုင်းရင်တက်တာမှာဝိညာဉ်ပကတိသဘောနဲ့မိမိရဲ့ညီကိုတွေမိမိရဲ့လောက်မှာရှိတဲ့ငယ်သားတွေကိုဆက်ဆံကျင်နေပေါ်လာစေအောင်ဖြစ်စေဖို့အတွက်မဆပြပြန်လမ်းပြပြောပို့ဆောင်ကောင်းချီးပေးပါမိအကြောင်းထပ်ပြောက်ပြီးအသက်ရှင်တော်မူသောခရစ်တော်ယေရှုဖခင်နာမတော်မြတ်ကိုပြီးပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နိုင်ကြပါရစေဖခင်အာမင် ဝိညာဉ်ခေါင်းဆောင်တွေအတွေ့ပြောတာဖြစ်တဲ့ကြောင်းမိမိတည်တဲ့သူတွေကိုနာမည်နဲ့ mention လုပ်ပြီးတော့ဒါကို share လုပ်ပေးပါ။နောက် public မှာလည်း share လုပ်ပေးပါလို့ဖော်ပြလိုပါတယ်။ရောက်တဲ့ပုံမှာဘုရားခင်သည်ချီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးပန်းပြတော်မူပါစေတော့။အာမင်။